ဒါနဲ့တတဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းကိုနဲ့မဆိုင်ပါနဲ့ခါကျမြေကြီးပဲဝဲတာကိုတော့တဲမကွဲဘူးမဲကြွားတာသူ့သူ့စီရောက်လာတဲ့တခြင်းကသူ့နဲ့လိုက်တဲ့တခြင်းတွေပဲဖြစ်စာသားတွေပိုင်တယ်လေစာသားတွေမိုက်အဲအခုစ TikTok ပါနေတာတဲ့မလားအာငါဝင်နေဝင်လာလိုက်ပြန်ထွက်လိုက်ပါညာတဲ့မလားအဲသူကအဲ့အဲ့စာသားလေးဆိုတော့တော်တော်ခံစားရတာခံစားခြင်းလို့တော့မရတော့ဘူးဒါတော့သက်ဆိုင်တဲ့သူတွေခံစားကြပါနော် ဖြစ်ရရနာဝေးမယ်ဆိုရင်မြမရရနာလောကမှာစိန်အကြီးအသေးအကောင်းဆုံးနဲ့အမခံချက်အပြည့်ဆုံးရှိတဲ့ brand စင်ညာကြီးဖြစ်တဲ့စိန်နန်းတော်မှာပဲဝယ်ယူဖို့တဖြစ်ခေါ်ပြရစီရှင်စိန်ဆိုရင်နန်းတော် ီနေ့ Fire Dragon ကနေကျင်းပတယ်ဒါ Full Set ပြိုင်ပွဲကြီးမှာပေါ့ကျွန်တော်ကဒီကျွန်တော်ရဲ့တချင်းတွေရောပြီးတော့ဒီဒီပွဲအတွက်ကိုကျွန်တော်ကဒီ theme song ပေါ့နော် Fire Dragon theme song လုပ်ပေးထားပါတယ်အဲ့တော့ဒီပွဲပွဲပြီးတဲ့အခါမှာကျွန်တော်ဒီပွဲပြီးအပိတ်တချင်းတွေကိုကျွန်တော်ဖြောပြမှာပါအခုတော့အားကစားနဲ့ရင်းနှီးမရှိဘူးတားတွေကြာမှအရင်ဝါနာပါနှစ်ယောက်လုံးအရင်ဝါနာပါသူတို့တို့ဟိုဘက်ဘက်စကတ်ဘောပေါ်ပြီး volleyball ပေါ့တယ်ပေါ့နော်အဲရှေ့လွန်ခဲ့သောနှစ်တည်းကဆိုဘောလုံးကန်တာ၃နှစ်ဆက်တက်လောက်သူတို့ဘောလုံးကန်ခဲ့တယ် ပြီးတော့ဘက်မင်တန်လည်း sorry ပေါ့ဟုတ်သူတို့လောမှာတော့အားကစားဖို့အသေးတာတယ်နောက်တစ်ခုကကျတော့ဟိုအခုကကျတော့အကိုကိုရိုင်ကသာအားကစားအချောင်းအရင်ကြီးဟိုကျွန်း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 မရှိပင်မဲ့အခုရဲ့ဘေးပတ်ဝန်းကျင်တငယ်ချင်းတွေကပြီးတော့ညီကိုဝမ်းခွေတွေကစတကယ်ကိုဘောလုံး crazy အများကြီးပေါ့နော်ဘောလုံးပြီးတော့တငယ်ချင်းတွေကဘောလုံးအားကစားဖို့တကယ်ကိုတိုက်နှစ်သက်တဲ့ပေါ်လာရအများကြီးဆိုတော့ကိုကလည်းကိုလည်းတိတိလောက်တော့တိတာပါနော်အဲ့တော့သူတို့လောက်တော့မကျွမ်းကျင်ဘူးမတိတိလောက်တော့တိတော့ကိုသားလေးကိုလိုအပ်တာလေးလိုက်ပန့်ပို့ပြီးလို့တော့အဆင်ပြေပါတယ် အကူကတော့ဒီအကူဆိုအခု40ကျော်လာပြီကျော်လာတဲ့အပြင်ဟိုအကူရွယ်မှာပဲတိမလားစီဂျူတွေသွေးတို့တွေကဝင်လာတတ်ပြီလေတချို့ဆိုရှိရှိရှိလာကြတယ်အကူကတော့လည်းတော့ချီချင်းကြီးတော့မရှိသေးဘူးဟိုကိုကူအစားတောက်နေတိုင်းအေးအေးရစားဆင်ကျင်တယ်နောက်ပြီးတော့ဒီအာခုနလည်းပြောတာအတောက်စားလည်းနည်းနည်းဆင်ကျင်တယ်နောက်တစ်ခုကတော့အရင်ကတော့ဒါငွေကတော့လွတ်စားတာပေါ့နော်စားအညမှာပွဲပြီးမှညအိတ်ခဲနေမှလည်းအစားတွေအများကြီးစားလို့စားအခုတော့အဲ့လိုညပိုင်းဆိုတိတ်မစားတော့ဘူးနောက်တစ်ခုကကျတော့ကျမ်းမာရေကိုဗျူးဆိုင်တယ်ပြီးတော့လမ်းလျှောက်တာပေါ့နော် တခြားတော့ထူ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 အားကစားတွေမလုပ်ဖြစ်ပေမဲ့လမ်းလျှောက်တာတော့လမ်းလျှောက်ဟိုလမ်းလျှောက်တဲ့အားလေ့ကျင့်ခန်းလို့လုပ်ဖြစ်ပါတယ်စားတာပေါ့အရင်စားခုတော့ထမင်းကြိုက်တဲ့ဖွဲ့ကဘယ်နေရာရောက်ထမင်းရောက်စားညမစားမစားညရင်မစားရင်တော့မစားမယ်နေ့ကမှတော့အပီအပီချိတ်ကိုစစ်သွားအခုကကျတော့လို့နည်းနည်းပေါ့ဟိုစနစ်တကျစားလိုက်တာပေါ့နော်ဓမင်းကိုကိုစားနေတဲ့အချိန်မှာမနက်ပိုင်းမှာကိုဝါအောင်စားလိုက်တယ်ပေါ့ညပိုင်းကျလို့ရှိရင် short short လိုက်တယ်ရင်းတော့ကတော့ညပိုင်းမနက်ပိုင်းကဓမင်းမစားရင်ကိုကစိတ်ထဲမှာဘယ်လိုပြောရမလဲဟို ီညအတွက်ကကောင်းကောင်းအိတ်မပြောတော့ဘူးလို့ဟိုစိတ်ထဲကအဲ့လိုတတ်မှတ်ထားတာပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းတော့ဟိုအချိန်ကို fasting လည်းဖြစ်အောင်ပေါ့နော်စားတော့စားတယ်ဒီလိုအချိန်လေးအကန့်တန်းနဲ့စားလိုက်တဲ့ခါကျန်းမာရေးနဲ့ပုံညင်ညွတ်လာတယ်အခန္ဓာကိုယ်လည်းနည်းနည်းစစ်သွားတယ်အဲပြီးတော့နည်းနည်းစင်မမာသွားလာခုန်ပေါက်လာလည်းနည်းပုတ်ပေါက်ပါအောင်စားရဖွဲ့ပဲသမင်းစားရဖွဲ့အဲပိုကောင်းလာပါလေကျန်းမာရေးဘာကြောင့်လဲဆိုတော့ဟိုနေရာထိုင်တာအေးရအစားဆော့ဆော့အိတ်တယ်အဲပြင်အေးဝအောင်အချိန်ကိုယ့်ရဲ့အသက်ယွင်းနဲ့နော်ဟိုအိတ်ရမယ့်အချိန်ကိုပြေးဝအောင်အိတ်တယ် ။အဲကြောင့်အခုဆိုရင်တော့အခုလန်းဆန်းလန်းဆန်းနေတယ်နော်။အဲဟုတ်တယ်ဟုတ်တယ်။အခုကအခုကဟိုကောင်တို့ဟိုညာပိုင်းပွဲတွေပါနောက်ချခဲ့ရင်နောက်မှအဲ့ချိန်တော့ခဏခဏပြောခဲ့သလိုအဲအဲ့ချိန်ဆွဲဆန်းပြီးတော့သူ့ limit ဘာကြောင့်အဲ့ဒါမှလည်းအသက်ရှင်ပါနော်။အဓိကဟိုကျမ်းမာဖို့အရေးကြီးတယ်။ကျမ်းမာမှာကိုလှုပ်ချင်တာတွေအခုကသချင်းတွေကိုဖန်တီးချင်တာတွေကိုလှုပ်လို့ရမှာပေါ့။အဲသချင်းတစ်တွေကတော့အများကြီးထွက်လာဖို့ရှိတယ်။ဘာကြောင့်အခုကသချင်းတွေဟိုလွန်ခဲ့သောနှစ်တည်းကအများကြီးရေးထားတဲ့သချင်းတွေကအခုမှတပုတ်ချင်းစီထွက်နေတာပေါ့။ ဘာအဲ့လိုအဲ့ဒီဟိုအမ်မျူစစ်ဗီဒီယိုလေးအဲ့လိုကောင်းကောင်းအရန်ကောင်းအောင်ရိုက်ချင်တဲ့ဟိုအောင်လဲရှော့ရမယ်ဘာမလွယ်ဘူးလေနော်ပုံကြကြည့်တယ်အရန်ကြီးလာတယ်ဒါပေမဲ့ quality တခုတော့ဖြစ်တာပေါ့နော်ဘာလို့ကိုရီးယားရှေ့မှာကောင်းကောင်းမွန်မွန်လေးလှုပ်ထက်ခါကြတော့ကို့အပေါ်နောက်တစ်ပုတ်ဆိုလဲကောင်းကျင်တယ်နောက်တစ်ပုတ်ဆိုလဲကောင်းကျင်တယ်အဲ့လိုကောင်းကျင်တာကများတာပေါ့နော်ကောင်းကျင်တာများတဲ့အတူတူကိုတို့ဒါလို sponsor တွေကောင်းကောင်းဘာဖြစ်လို့ရှိရင် music video တွေကကောင်းပါတယ်ဒါအခုလက်တက်နိုင်ဆိုအမြဲပွင့်လင်းပြောလို့ရှိရင်ခွင့်ရရင်တော့လုံးဝအပီးအပီးအမိုက်ဆိုင်ထုတ်ချက်တာအာဟိုသူကတော့ပြောပြမယ် သူကလည်းအရင်ကန်တအားကောင်းတဲ့အဲဝိုင်းဆိုကကန်တအားကောင်းတယ်ပြီးတော့သူကသူဆန်တအားကောင်းတယ်ကန်လည်းကောင်းတယ်ဆန်လည်းကောင်းပြီးတော့တချင်းလည်းအခုနလည်းပေါ့နော်သူတပုတ်ဆိုတပုတ်အဲသူဒါဆိုလို့ရှိရင်မထွက်တာနှစ်နှစ်ရှိပြီเนาะသူကလွန်ခဲ့သောနှစ်နှစ်ကအသေးကွေးရစွာထွက်တယ်ပြီးတော့ဒီတစ်ခေါက်လည်းဒီဘတ်တော်ဆာထွက်တယ်ပေါ့เนาะခုနကတော့သူကတပုတ်တပုတ်ဆိုရအာအရန်ကြီးပါပဲသူ့ကိုလည်းပြိတ္တတွေကိုကလည်းခုနကလည်းပေါ့ကိုညီမလေးလိုကိုနဲ့လှုပ်ဖို့ခိုင်းမဲ့အငင်းနဲ့ အတူတူတွဲပြီးတော့သွားလာနေတဲ့ညီမလေးဖြစ်ပေမဲ့သူတချင်းနေဆိုကိုကလည်းတကယ်ကြိုက်နှစ်သက်တယ်သူ့အတန်ကိုလည်းတကယ်ကြိုက်နှစ်သက်တယ်ပေါ့နော်အဲ့တော့သူကလည်းဘာမဆိုဘူးညီမလေးကလည်းကျွန်တော်နေမှာတိုင်မင်းနေသူကလည်းသူတချင်းကိစ္စဆိုတိုင်မင်းကျွန်တော်လည်းကျွန်တော်တချင်းကိစ္စဆိုရင်အဲတိုင်မင်းကတိုင်မင်းဖြစ်တာများတယ်ပေါ့နော်အခုလိုမျိုးထွက်ထွက်ချင်းမှာအရန်ပေါက်တဲ့အတွက်ကြဲဒါသူနဲ့ထက်တူအရန်ဝမ်းတာလေအခုဒါဒီနေ့ဆိုခုန Facebook မှာတွေ့လိုက်တာဒါ YouTube မှာခုနလိုပေါ့နော်ဒါရက်တူအတွက်မှာ1 million view တုံးနေတိုင်းနေရတဲ့အတွက်ကြောင့်ပါတကယ်ဝမ်းတာပါ ငင်ဝင်လာလိုက်ပြန်ထွက်လိုက်ရှင်ကိုဒါတဲ့ထထဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းခုနလေးပေါ့နော်ခုနလေးတေးရေးဆရာကြီးလည်းအရင်ကောင်းတယ်ဘာသာသူသူရွေးချယ်တဲ့တေးရေးဆရာကြီးကလည်းသူနဲ့တကယ်အန်ကိုက်တယ်ပေါ့နော်ဒါအခုနောက်ဆုံးဆိုရင်ပြတ်တာအဲရှေ့ရဆိုလို့ရှိရင်ဒါအဲမနစ်ကလွန်ခဲ့သောနှစ်ကတော့အလင်းပေါ့ရှေ့ဟိုးရှေ့ရကိုဖို့ကတော့အများကြီးပေါ့နော်ကိုဇဝါတို့တကယ်သူနဲ့တကယ်အဆက်တဲ့တေးရေးဆရာကြီးအများကြီးတကယ်သူကလည်းဆိုတာလေဟို ခံစားမှုခံစားမှုပါတဲ့ခါကျတော့လေတချင်းလေးတွေကအသေးခွဲတဲ့သူတွေတော့ပို့ပြီးတော့ဟိုဘယ်လိုပဲ booster လို့ဖြစ်နေပါမှာအဲ့တော့မြန်မာပြည်မှာလည်းအသေးခွဲလို့တော့ပေါ်တယ်အဲ့လိုတော့ခုနကလေပေါ့ तू ကခံကောင်းတာ तू သူစီရောက်လာတဲ့တချင်းက तू နဲ့လိုက်တဲ့တချင်းတွေပဲဖြစ်တာပေါ့နော်အဲ့တော့ဟိုတေးရေးဆရာတွေကလည်းအရန်ကောင်းတယ် तू ကလည်း तू တချင်းရွေးချယ်မှုကတော်တယ်အဲ့တော့တချင်းတွေကခါလဲကျမခွတ်တီမက်ဆီဖြစ်တာအကူကတော့တခါရဲအကူကတော့ဟိုငငယ်ငယ်တော့ငငယ်တွေကပါကိုကကိုနဲ့မဆိုင်ပါနဲ့ခါကျမြေကြီးပါဝဲတော့ ကတော့တဲမခွဲဘူးမကြွားတာဒါပေမဲ့တဲခွဲတဲ့သူတွေကိုကွာတခြင်းတွေရေးပါအကွာတော့ပြောချင်တဲ့တခြင်းတွေရာများပါတယ်တကယ်အတဲခွဲတဲ့တခြင်းတွေကိုအကောင်းဆုံးဆိုရဲဒါဒါညီလေးညီမလေးသူတခြင်းတွေနားထောင်ပြီးွားချင်းအခုတခြင်းတွေနဲ့ပြီးရင်တဲခွဲပြီးွားကိုတခြင်းတွေနဲ့ပြန်ပြီးဖြည့်စည်းလေးနဲ့ပြန်ပြီးတော့ပြန်မြူးကြောကြောဒုံးဒုံးနဲ့ပြန်ကကြပါသူစားသားတွေပိုင်တယ်လေစားသားကြောမိုက်အဲအခုစ TikTok ပါလေတဲ့မလားအာငါဝင်နေဝင်လာလိုက်ပြန်ထွက်လိုက်ပါညာတဲ့မလားအဲသူအဲအဲစားသားလေးဆိုတော့တော်တော်ကြိုက်တယ် ံစားရတော့ခံစားခြင်းလို့တော့မရတော့ဘူး။ဒါတော့သက်ဆိုင်တဲ့သူတွေခံစားကြပါနော်။ဟုတ်ကဲ့ပါအခုဆိုရင်ဒါကျွန်တော်ဟိုတချင်းပေါ့နော်ဒီတချင်းလေးဖန်တီးရတော့ကျွန်တော်တို့ကခွန်အားလေးဖြစ်တယ်။ဒီလူငယ်တွေကိုဟိုခွန်အားပေးတဲ့စကလုံးတွေတန်စင်တွေဒီ Fire Dragon ကလည်းဟိုတချင်းဆက်အတဲကကျွန်တော်သူတို့လိုချင်တဲ့ပုံစံလေးတရားပေါ့ကျွန်တော်အဒီတချင်းလေးမှာတူတူစီးမျောရတာလေစိုးရတာလေကြိုက်နေတတ်တယ်အဲခုနကလိုချင်းကြီးရတာလေကြိုက်နေတာပြီးတော့နောက်ဆုံးပေါ့သူကနောက်နှစ်တည်းမှလည်းပြန်ဆုံမယ် လူငယ်တွေအောင်မြင်မှုတွေနဲ့တူတူနောက်နောက်နှစ်တွေမှာပြန်ဆုံမယ်ဆိုတော့စာသားလေးတွေလည်းပါအဲ့ဒါလေးတွေကလည်းအမြဲခွန်အားရစေပါကဲကျွန်တော်ပွဲကြီးကိုကျွန်တော်လည်းသွားအပ်ပေးလိုက်ပါနော်